2012ခုနှစ်အရက်နွေဦးမှာတော့ပြည်တွင်းပြည်ပမှာရှိတဲ့သူတွေကစီးရီးယားနိုင်ငံကိုမီးဝိုင်းရှို့ကြပါတယ်။အထိပ္ပယ်ကတော့အင်အားနည်းနည်းကြီးလာတဲ့စီးရီးယားနိုင်ငံကိုအချင်းချင်းအိုးမဲတုပ်ပြီးတော့မငြိမ်မသက်မှုတွေဖြစ်အောင်နီလန်မျိုးစုံနဲ့လှုပ်ဆောင်လာခဲ့ခြင်းပါ။အစားပြုရာလမ်းကြောင်းကတော့ပြည်သူတွေလမ်းပေါ်တက်ပြီးတော့ဆန္ဒပြရာကနေဖြစ်ပါတယ်။ဟေရီအုပ်စုကမကြာခင်မှာပဲအဖွဲ့၄ဖွဲ့ကွဲသွားခဲ့ပါတယ်။စစ်တပ်ကိုထောက်ခံတဲ့အဖွဲ့ တော်လည်းတက်တွေကိုထောက်ခံတဲ့အဖွဲ့ခါတိုင်းသားတွေကိုထောက်ခံတဲ့အဖွဲ့နဲ့ IS အကြမ်းဖက်အဖွဲ့တွေကိုထောက်ခံတဲ့အဖွဲ့ဆိုပြီးတော့၄ဖွဲ့ကွဲသွားခဲ့ပါတယ်။အစပိုင်းမှာတော့တော်လည်းတက်တွေကအလက်ဘုံမြို့တဝက်လောက်ထိကိုထိန်းချုပ်ထားနိုင်ပြီးတော့တနိုင်ကလုံးနီးပါးကိုတင်ပိုက်ထားနိုင်ခဲ့ပါတယ်။သူတို့ကိုနောက်ွယ်ကနေလက်နက်နဲ့ငွေကြေးထောက်ပံ့ထားတဲ့နိုင်ငံတွေကတော့တူရကီ၊ဆော်ရီနဲ့ကာတာနိုင်ငံတို့ပဲဖြစ်ပါတယ်။စီးရီးယားနိုင်ငံရဲ့စစ်တပ်နဲ့သမ္မတအာဆတ်တို့အချင်းနေမကောင်းတဲ့အချိန်မှာတော့အီရန်နိုင်ငံနဲ့ဟစ်ဘိုလာအုပ်စုကဝင်ရောက်ခုန်ကြီးတိုက်ခိုက်ပေးခဲ့ကြပါတယ်။ဒါပေမဲ့စီးရီးယားနိုင်ငံနဲ့ စက်တလျှောက်မှာလှုပ်ရှားပြီးတော့အီရက်နိုင်ငံကိုဒုက္ခပေးခဲ့တဲ့ IS အဖွဲ့ကရုတ်တရက်ကြီးစီးရီးယားနိုင်ငံကိုကျူးကျော်သိမ်းပိုက်လာခဲ့ပါတယ်ဒီလိုနဲ့ IS အဖွဲ့ဟာတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေပြည်အများစုကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်အဲဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါမှာတော့ American စစ်တပ်ကဒီဘက်မှာဝင်ရောက်ပါဝင်မှုတွေလှုပ်ဆောင်လာပါတယ်ဂျပန်နေနေရင်ကောင်းစင်တဲ့ IS တွေကိုဘုံကျဲပြီးတော့ခါတိုင်းရင်းသားတွေကိုငွေကြေးနဲ့လက်နက်တွေထောက်ပံ့မှုစတင်လှုပ်ဆောင်လာပါတယ်ဒါပေမဲ့စီးရီးယားနဲ့နေဆက်ကက်နေတဲ့တူရကီနိုင်ငံကတော့ဒီကိစ္စကိုလုံးဝလက်မခံနိုင်ပါဘူးအကြောင်းက ော့တူရကီနိုင်ငံမှာလည်းခါထိုင်းသားတွေနေထိုင်တဲ့ပြည်နယ်တွေရှိပါတယ်။ဒီထိုင်းသားတွေကတစ်ချိန်လုံးကနိုင်ငံတစ်ခုလိုဖြစ်တည်ခဲ့ပူပါတယ်။အခုခေတ်မှာတော့ခါထိုင်းသားတွေရဲ့နေမြေအများစုကိုတူရကီနိုင်ငံပိုင်တဲ့ထဲမှာထည့်ထားပြီးတော့အချို့ကတော့စီးရီးယားနိုင်ငံကယူထားတာဖြစ်ပါတယ်။ဒီအတွက်ကြောင့်မလို့ခါလူမျိုးတွေကောင်းထောင်လာရင်တူရကီနိုင်ငံအတွက်လည်းအန္တရာယ်ရှိပါတယ်။ဒါကြောင့်မို့အမေရိကန်ထက်လက်ဦးပြီးတော့စီးရီးယားနိုင်ငံထဲမှာရှိတဲ့ခါလူမျိုးတွေနေထိုင်တဲ့နေရာတွေကိုတူရကီတပ်ကဝင်ရောက်ပြီးတော့နှိမ်နှင်းပါတယ်။နောက်ဆုံးမှာတော့စီးရီးယားသမ္မတအာဆက်ကရုရှားသမ္မတပူတင်ကိုလမ်းပြီးတော့အကူအညီ တောင်းပါတယ်ရုရှားတပ်တွေဝင်ရောက်လာတဲ့အချိန်မှာလေကြောင်းကူညီမှုတွေအများဆုံးပြုလုပ်ပြီးတော့စီးရီးယားနိုင်ငံစစ်တပ်က2019နောက်ပိုင်းမှာပြန်ပြီးတော့အခြေအနေပြန်ကောင်းလာပါတယ်ဒါပေမဲ့ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းစီးရီးယားနိုင်ငံမှာလက်နက်ကင်တပ်ဖွဲ့တွေကကာလာစုံအခြေတည်သွားပြီဖြစ်ပါတယ်နိုင်ငံရဲ့ဒီငယ်အေရှန်မှုက9နှစ်တောင်မခံလိုက်ပဲနဲ့2024နိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာအချိန်ကပိုင်းတစ်လုံးလို့ပေါက်ကွဲလာပြီးတော့စစ်ပွဲတွေပြန်လည်ဖြစ်လာခဲ့ပါတယ်ဒုတိယအချိန်မှာတော့တပ်မတော်အဆက်အစိုးရပြုတ်ကျသွားပြီးတော့ရုရှားနိုင်ငံကိုခိုးလုံသွားတယ်ဆိုပြီးတော့သတင်းတွေတက်ပါတယ်လက်ရှိမှာတော့ ဆီးရီးယားနိုင်ငံကိုခေါင်းဆောင်တဲ့အေရှာရာကအုပ်ချုပ်နေပါတယ်။သူဟာတစ်ချိန်လုံးကအကြမ်းဖက်အဖွဲ့အစည်းအဖြစ်နာမည်ကြီးတဲ့ IS အဖွဲ့နဲ့လည်းလက်တွဲတိုက်ခတ်ခဲ့မှုပါတယ်။အဲဒီအချိန်လုံးက American ဆိုရကသူ့ကိုဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင်ဒေါ်လာ10သန်းပေးမယ်ဆိုပြီးတော့စုကြေးငွေထုတ်ခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။တကယ်တမ်းဆီးရီးယားနိုင်ငံရဲ့ခေါင်းဆောင်တဲ့ဖြစ်လာတာသိရတဲ့အခါမှာတော့ American ကအဲဒီစုကြေးကိုပေဖြတ်ပြီးတော့လက်ရှိအချိန်မှာပေါင်းသင်းညှိနှိုင်းမှုတွေပါလှုပ်ဆောင်နေပါတယ်။ရုရှားသမ္မတပူတင်ကလည်းသူနဲ့တွေ့ဆုံပြီးတော့အဆင်ပြေအောင်လှုပ်ဆောင်လာတာကိုတွေ့ရှိရပါတယ်။ဒီတော့အမ ဲတမ်းရန်သူမိတ်ဆွေဆိုတာမရှိပါဘူးအမြဲတမ်းအကျိုးစီးပွားသာရှိတယ်ဆိုတဲ့ဇာကားကတော်တော်လေးကိုမှန်ကန်နေခဲ့ပါပြီဒီကောင်းဆောင်တစ်ကလည်းလက်နက်ကင်တွေမို့လို့ပေါ်လာတဲ့စီးရီးယားနိုင်ငံကိုဘလောက်ကြာကြာထိရှုပ်ထားနိုင်မလဲဆိုတာကလည်းအနာဂတ်မှာစိတ်ဝင်စားစရာပုံစံတစ်ခုဖြစ်နေပါတယ်